ရစ်တော်ကအแท้မှာရှင်ပြန်ပြီးတော့မှဒီကြောက်ကူမှာပိတ်ထားတဲ့ကြောက်တွင်းဝါကိုသူကဖြတ်ပြီးတော့မှကြော်သွားတာ။ဘာဖြစ်လဲဆိုတော့ photosynthetic လို့ခေါ်တယ်။အလင်းအပြင်ဖြတ်သွားတာသူက။ဆိုတော့ဒီပိတ်ပစိုးမှာလည်းအင်မတန်ထင်ရှားတဲ့ခရစ်တော်ရဲ့ဘုံတကူအလင်းနဲ့ဖြတ်ပြီးတော့မှထွက်သွားတဲ့အတွက်ကြောင့်ပိတ်ပစိုးမှာကဘာလဲဆိုတော့ negative ကျန်နေခဲ့တာဖြစ်တယ်။ဒီပိတ်ပစိုးကဘယ်ကရောက်လာလဲဆိုတဲ့အမြင်ပုံလေးကိုသူတို့ဖော်ပြထားတယ်။ဟောဒါကတော့ Jerusalem ကနေ တူရကီကိုရောက်လာတယ်တူရကီဆိုတာကျွန်တော်တို့ကျမ်းစာထဲမှာအေရှာမိုင်းနာလို့ပြောတယ်နော်အေရှာမိုင်းနာဆိုတာဘာလဲဆိုတော့ဗျာဒိတ်ကျမ်းထဲမှာအတင်းတော်9ပါးရှိခဲ့တော့နေရာဖြစ်တယ်အခုတော့မွတ်စလင်အများစုနေထိုင်တော့နိုင်ငံဖြစ်သွားပြီဒါပေမဲ့ဗျာဒိတ်ကျမ်းထဲမှာအင်မတန်ထင်ရှားတော့အတင်းတော်9ပါးကဒီတာကီနိုင်ငံမှာရှိတယ်အဲ့တော့ဒီပိတ်ပစိုးကဘာလို့တာကီမှာရောက်လဲဆိုတာကနဥအတင်းတော်တွေကဒါမက်ဂါချာ့ချ်တွေကတာကီမှာရှိတယ်ဒါကြောင့်မို့ယေရုရှလင်ကနေပထမဆုံး ရတွေ့ရှာတွေ့တယ်ပြီးတဲ့အခါတူရကီနိုင်ငံကိုရောက်သွားတယ်တူရကီကနေဘယ်ကိုရောက်လဲဆိုတော့ France ကိုရောက်တယ်ဘာလို့ဆိုတော့ပင်တစ်ကိုဘာလို့ရောက်လဲဆိုတော့1300နဲ့မှ49မှာပင်တစ်ကိုဘာလို့ရောက်လဲဆိုတော့တဲ့ဘာရာယေးစစ်ပွဲ crusade ကိုအများဆုံးတွားတိုက်တဲ့เนาะစစ်တီတော်တွေကပင်တစ်နဲ့အီတလီကဖြစ်တယ်ဒါကြောင့်မို့ပင်တစ်ကနေ the night templar တွေကအများစုထွက်လာတယ်အဲ့တော့အဲ့ဒီကိုအရင်ရောက်တယ်ရောက်ပြီးမှဘာဖြစ်လို့တူရင်မြို့ကိုရောက်လဲဆိုတော့အီတလီကိုပြန်ရောက်သွားတာဒါရှင်ယောဟန်20 3998ကိုကျွန်တော်တို့ ဖတ်ကြည့်ရအောင်ပိတ်ပစိုးရှိရက်ဒီကို၎င်းခေါင်းတော်၌ရှိတော်ပဝါဒီပိတ်ပစိုးနှင့်အတူမရှိဘဲတခြားစီလိတ်လျက်ရှိဒီကို၎င်းမြင်လေ၏ခရစ်တော်ရှင်ပြန်ထမြောက်သွားတဲ့အကြောင်းအရာလေးဖြစ်တယ်ပေတရုနဲ့ယောဟန်တို့ကတွားပြီးတော့တင်းချိုင်းတော်ကိုတွားကြည့်တယ်အဲ့တော့အခြားတော်တပည့်တော်တွေပေတရုကိုလွန်၍တင်းချိုင်းတော်တို့အရင်ရောက်လာအဲရှင်ယောဟန်ကအရင်ရောက်ပြီးတော့ငုံရင်းကြည့်ကမှာပိတ်ပစိုးရှိရက်ဒီ ဒီကိုမြင်လည်းမဝင်ပဲသူကမဝင်ဘူး။ဟိုမှာကြီးလိုက်တော့ခရစ်တော်ရဲ့အလောင်းတော်ကမရှိတော့။အော်ဒါပေမဲ့ဗာကြံလဲဆိုတော့ပိတ်ပဆိုးကြံ။ဒါခရစ်တော်ရှင်မြန်ထားမြောက်သွားတယ်ဆိုတော့သက်သေးကဗာလဲဆိုတော့အလောင်းတော်ကမရှိတော့။ထူးခြားတာက ပိတ်ပဆိုးကကြံနေ။ဒီနေ့ကျွန်တော်ယေရုရှလင်မြို့ကိုသွားတဲ့အခါမှာနော်ဒါ Jesus Tomb ပေါ့နော်အဲ့ဒီနေရာလေးကနာမည်ကြီးတယ်။သူတို့သွားလေကြတဲ့အခါကျတော့ဟိုဗလာတင်းကြိုင်းပေါ့နော်ဒါ empty tomb လို့ပြောတယ်သူက ဘာမှမရှိတော့ရိုးလည်းမရှိဘူးဓာတ်တော်စံတော်တွေလည်းကျွန်တော်တွေ့ရမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ခရိယန်တွေရဲ့ယုံကြည်မှုက နောက်မှရုပ်ကျွင်းရုပ်ကြံဘာမှမရှိဘူးခုနပြောလို့ကျွန်တော်တို့ဒါအာကိုအားထားရတဲ့အကြောင်းဒါတက်တည်ပေါ့ဥပမာဒါတည်သွားတယ်เนาะဒါအသက်ရှင်ခဲ့တယ်ဆိုတော့သူ့ရဲ့တက်တည်ကဘာလဲဆိုတော့ဥပမာအဖြစ်ချာရောပါတာတွေမှာခုနပြောလို့ကျွန်တော်တို့ဒါ ဗုဒ္ဓဘာသာမှာဆိုရင်ဗုဒ္ဓဗုဒ္ဓကရာမှာတွားပြီးတော့သူတို့လေ့လာကြတယ်။ရွှေတကုံမှာဆိုရင်လည်းဒါဆန်းတော့အားဖြင့်သူတို့เนาะအဲဓာတ်ပြအဲဓာတ်ဓာတ်တွင်ထားပြီးတော့မှဒါပါပေါ့။ဟွာလောက်ထားတယ်ပေါ့เนาะ။စေဒီတွေတိဆောက်ထားတယ်ဆိုတာ။အဲ့တော့မွတ်စလင်ဘာသာမှာလည်းပဲအခုဆိုရင်ဒါကဘာဆိုရသည်။ Sorry Arabia မှာပေါ့။ဒါတကယ်ကိုတက်တာတော်ကြီး။အဲအဲ့ဒီနေရာမှာအထုတ်ထိတ်ထားပြီးတော့မှသူတို့ဒါအဲ့တော့ မွတ်စလင်မှလည်းပဲသူတို့ယုံကြည်တာကတော့ဒီပရောဖက်မဟာမတ်ကဒီအခုယေရုရှလင်မြို့မှာရှိတဲ့အခုလက်ရှိဗိမာန်တော်ဗလီရှိတဲ့နေရာကနေကောင်းကင်ကိုချီကြွသွားတယ်လို့သူတို့ယုံကြည်တယ်ပေါ့နော်အဲ့တော့ခရိယာမှာကြတော့လေအခုယေရုရှလင်ကိုတွားတဲ့အခါ empty tomb ပေါ့ဒီနေရာကိုတွားလေတာကဘာလဲဆိုတော့ယုတ်ကလကမကြံတော့ဘူးဘာမှမရှိတော့ဘူးဒါပေမဲ့ထူးခြားတာကဒီချမ်းသာမှာကပိတ်ပဆိုးကြံရက်တယ်လို့ပြောထားတယ်အဲ့တော့ ဒီပိတ်ပစိုးကိစ္စလေးကိုကျွန်တော်နည်းနည်းပြောချင်တာကျောက်ခရိယန်နေမှာကျတော့တွေ့ရမြင်ရထိရတဲ့ဟိုဘာသာရေးဆိုင်ရာပေါ့နော်အဲ့ဒါတွေကတိတ်မရှိဘူးဒါကြောင့်အခုဒီကျွန်တော်ဒီတချို့ဇက်ကားတွေမှာရှိတယ်လေနော်ဒါ the holy grail ဆိုတာခရစ်တော်နောက်ဆုံးညစာစားတဲ့အခါမှာတောက်ခဲ့တဲ့ခွက်ဖလားကိုဟိုအသေးအတန်လိုက်ရှာကြတာ the night templar တို့ဘာတို့ကနေသူတို့ဘာလို့ဆိုအဲ့ဒီခွက်ဖလားကကျွန်တော်တို့တွေ့တဲ့လူကတကယ်ကိုဘုန်းကြီးတယ်လို့ပြောတယ်သူ ပြီးရင်အဲ့ဒီခွက်နဲ့တောက်တဲ့လူတိုင်းကကျမ်းမာရေးရတယ်လို့ပေါ့နော်။ဆိုတော့ဒီခွက်ဖလားကိုရှာတဲ့အခန်းကဏ္ဍလည်းချိုးရှိတယ်။အခုဒီနေ့ကျတော့ဒီပိတ်ပစိုးကြီးအကြောင်းကိုဘာလို့ပြောချင်လဲဆိုတော့လေ့လာနေတဲ့ scholar ပညာရှင်တွေအများကြီးရှိတယ်။အဲ့တော့အဲ့ဒီပိတ်ပစိုးကြတော့အခုထိရှိတယ်ဆိုတော့တော့ဒီ theory တချို့ရှိတယ်ပေါ့ the shroud of turin လို့ခေါ်တယ်။ဒါချို့တော့ကြားဘူးကြားမှာဖြစ်တယ်။ဘာလို့ the shroud of turin လို့ခေါ်လဲဆိုတော့ဒီပိတ်ပစိုးကတော့ ပင်သစ်နိုင်ငံမှာရှိတဲ့ဒီ Turin ဆိုတဲ့နေရာမှာသူတို့ဒီ Cathedral မှာပေါ့သူတို့ကဗိမာန်တွင်းပြီးတော့မှအဲ့မှာတွေ့ထားတဲ့အတွေ့အကြုံအဲ့တော့ဒီအကြောင်းလေးကိုနည်းနည်းဆွေးနွေးချင်တာဖြစ်ပါတယ် The Shroud of Turin ဆိုတာကကျွန်တော်ဒီမှာအားလုံးဒီမှာကျွန်တော်တချို့အချက်လက်တွေရေးထားပါဘောနော်သူ့မှာကဘာလဲဆိုတော့14ပေနဲ့3လက်မရှည်တယ်တဲ့အခြေကြတော့3ပေနဲ့9လက်မကျဲတယ် ဲ့တော့အဲ့ဒီအဲမှာကထူးခြားတာကပိတ်ပဝါမှာရုပ်ကျွင်းဟိုပေါ့တွေးစွန်းတွေးစားတွေရှိတယ်နောက်ပြီးတော့ image ပေါ့ဒီ negative image ပုံလေးတွေပါတယ်အဲ့ဒီပိတ်ပစာအာပိတ်ပစိုးပေါ့ပေါ့အဲ့တော့အဲ့ဒါကိုသူတို့အသေးစိတ်လိတ်လာတဲ့အခါကျတော့လူတယောက်ရဲ့ပုံတံတန်လေးတွေကိုအဲ့မှာတွေ့ရတယ်အဲ့ဒီမှာတွေ့ရတဲ့ပိတ်ပစိုးမှာပါတဲ့ပုံစံကဘာလဲဆိုတော့လူတယောက်ကိုเนาะခေါင်းမှာတွေ့ ထွေးထွက်တိုင်ယုံဖြစ်တယ်လက်မှာခြေတွေမှာဒါတန်ရာတွေနဲ့ဒီပိတ်ပစိုးကသူ့ကိုပတ်ရက်ထားပြီးတော့မှဒီပိတ်ပစိုးလေးကကြံခဲ့တာပေါ့နော်ဘယ်ချိန်မှာတွေ့လဲဆိုတော့1300မှ54ခုနှစ်မှာပြင်သစ်နိုင်ငံ Medieval ဆိုတဲ့နေရာမှာပေါ့သူတို့ကဒီဟွာလေးလှုပ်ထားတယ်ဒီတစ်တာလေးတခုထဲမှာတွေ့တာဆိုတော့ဘယ်ကနေဘလို့ပေါ်လာလဲဆိုတော့ original summit ကိုတော့သူတို့မသိဘူးဒါပေမဲ့ တချို့ယုံကြည်တာကအရင်တော့ခရုစိတ်ပွဲတွေစစ်တိုက်တဲ့အခါမှာဒီ night templar တွေပေါ့တူရဲကောင်းတွေဒီစစ်တိုက်ဖို့ယေရုရှလင်ကိုတွားတဲ့တူရဲကောင်းချူးတွေကအဲ့ဒီပိတ်ပဆိုးကိုနော်ယူလာပြီးတော့မှဥရောပဒီပင်တစ်ဘက်ကိုပေါ့နော်သူတို့ယူလာတယ်လို့သူတို့ယူဆရှိကြပြီးရင်အီတလီနိုင်ငံကိုဒီတူရင်ဆိုတဲ့အီတလီနိုင်ငံကို1584မှာယူလာအီတလီဆိုတော့အကြောင်းဒါပုတ်ရမင်းကြီးနေတဲ့ဗာတီကန်ပေါ့နော်အဲ့ဒီမှာကဒါအရေးကြီးတဲ့အာဘာသာရေး ဌာနချုပ်ဖြစ်တဲ့အတွက်ကြောင့်ဒါတူရင်ကိုသူတို့ယူလာတဲ့အတွက်အခုက the shroud of turin လို့ခေါ်တာဖြစ်တယ်။ဒီဟာကကျွန်တော်စံစာထဲမှာပါပြောလဲဆိုတော့နောက်ဆုံးအရိမတဲမြူတာယောဒတ်ကနောက်ဆုံးမှာဟေရိုမင်းကြီးထံမှာတွားပြီးတော့ခရစ်တော်ရဲ့အလောင်းတော်ကိုတွားပြီးတောင်းခံတယ်။ဘာလို့လဲဆိုတော့သူအဲ့လိုတောင်းခံတဲ့အခါဟေရိုမင်းကသူ့ကိုခွင့်ပြုလိုက်တယ်လို့ပြောတယ်။အဲ့ခါမှာစံစာမှာပါပြောလဲဆိုတော့ရှမာကု15ထဲမှာတေချောင်းကိုတတ်မှုစကားဖြင့်တိလင်အလောင်းတော်ကိုယောဒတ်အားပေးအပ်၏ ယောတတ်ဒီကိုတော်ကိုချ၍မိမိဝယ်ခဲ့တော့ဒီယောတတ်ဆိုတာကကျွန်တော်ကျမ်းစာမှာတည်ရအမတန်ချမ်းသာတော့တသေးသေးရွယ်တယောက်ဖြစ်တယ်ခရစ်တော်နောက်ကိုတိတ်เนาะဒါတိတ်တိတ်ပုံပြောမလား silent christian လို့ခေါ်တယ်เนาะ तू ကမထင်မရှားပဲနဲ့ခရစ်တော်နောက်ကိုလိုက်တော့သူဖြစ်တယ်။နောက်အဲ့ဒီမှာနောက်တယောက်ရှိသေးတယ်เนาะ nicodin ကျွန်တော်ဒါ pharisee တယောက်ဖြစ်တယ်။ nicodin လည်းပဲညအခါမှာခရစ်တော်မှာလာခရစ်တော်ထံလာပြီးတော့မှ तू เนาะเดชนาခံอยู่တယ်ဆိုတော့နောက်ဆုံးခရစ်တော်အသေးခံပြီးတော့မှအလောင်းတော်ကိုတောင်းတဲ့အချိန်မှာနီကောဒင်လည်းပါတယ်ပြီးတဲ့အခါမှာဒီအရိမတဲမြို့သားယောဒလည်းပါတယ်အဲ့တော့ဒီယောဒကအမတန်ထူးခြားတာကကျမ်းစာမှာတတိတိကျွယ်ဖြစ်တယ်လို့သူကအဲ့ဒီเนาะအုတ်ဂူကလည်းဒီယောဒပိုင်တဲ့အုတ်ဂူလေအစ်စ်เนาะလုံးဝကိုဒါဘယ်သူမှမမြုပ်နိုင်ရသေးဘူး ဆိုတော့အဲ့ဒီအုတ်ဂူဆိုတာကအဲ့ဒီခက်ခါတုန်းကအင်မတန်ဈေးကြီးတာဘာလို့ဆိုတော့သူကကြောက်ဂူကိုထွင်းပြီးတော့မှလှုပ်ထားရတဲ့အုတ်ဂူဖြစ်တယ်။နောက်ဆုံးဘယ်လောက်ထိပြောလဲဆိုတော့ခရစ်တော်နောက်ဆုံးညစာစားပြီးတော့အထက်ခန်းမှာတပည့်တော်တွေနဲ့နေခဲ့တဲ့အထက်ခန်းဆိုတဲ့နေရာကလည်းအရိမတဲမြို့သားယောထပ်ပိုင်တဲ့နေရာလို့ပြောကြတယ်။ဘာလို့ဒါတတိအဲ့ဒီခက်ခါကစီးပွားရေးတမားအဲ့တော့သူ့နေရာကိုအသုံးပြုပြီးတော့မှဒီလိုပေးအပ်တာဟာဆိုရင်ခရစ်တော်နောက်လိုက်တော့ silent မထင်ရှားတော့တပည့်တော်ဖြစ်တယ်ပေါ့နော်။အဲ့တော့သူက ဝယ်ခဲ့တဲ့ပိတ်ချောနဲ့ပတ်ရက်တယ်လို့ပြောတယ်နော်ပြီးတဲ့အခါမှာကြောက်နိုင်ထွင်းတော်တင်းချိုင်းတွင်ထဲမှာထား၍အဲ့တော့ကြောက်ထဲမှာခရစ်တော်ရဲ့အလောင်းတော်ကိုတင်ကြိုင်တွင်ထဲမှာပိတ်ချောနဲ့ပတ်ပြီးတော့ထားတဲ့ခါမှာ Jewish တွေရဲ့ culture မှာအဲ့ဒီခေတ်ခါကအလောင်းတော်ကိုသူတို့အာပြင်ဆင်တဲ့အခါကျတော့ဘာလို့ဆိုတော့အမွေးနန္ဒာတွေနဲ့เนาะတုတ်လင်းရတယ်တုတ်လင်းပြီးတော့မှပိတ်ပိတ်ချောနဲ့အဲ့ဒီလိုပတ်ရတယ်ကြည့်သူကဒီလိုဘေးဘေးတိုက်ကြီးပတ်တာမဟုတ်ဘူး ပထမဆုံးအောက်မှာတထက်ခင်းပြီးတော့ပိတ်ချောကိုပေါ့နော်ဒီလိုခောက်ပြီးတော့မှအပေါ်မှာရုပ်လောင်းကိုအရင်ဆုံးဖုံးရတာပေါ့ပြီးမှပဲနော်ဘေးဘေးတွေမှာသူတို့သူတို့ကပိုက်ရတာအဲ့တော့အခုပိတ်ပစိုးလို့ပြောတဲ့ဒီပင်အီတလီမှာထားတဲ့ဒီ the shroud of turin ပေါ့ဒီပိတ်ပစိုးကအဲ့ဒီပုံစံလေးအကွက်လေးတွေတွေ့တွေ့ရတယ်ပေါ့နော်ဒီမှာဒါလူတယောက်ကပိုက်ရထားပြီးတော့မှလက်နဲ့ ဥကောင်းမှာတန်ရာခြေတော့မှာတန်ရာရှိတယ်အဲ့တော့အဲ့ဒီတန်ရာတန်ချက်လေးတွေကိုတို့တွေ့ရတယ်ပေါ့ပြီးရင်ရုပ်မှာက negative ရုပ်လေးအဲ့လိုပေါ်တယ်ပေါ့ဒါကြောင့်မို့အခုတို့ဒီ crypto ရဲ့เนาะဒီပုံစံလေးကိုတို့ကဒါ internet မှာတအားကိုကြော်ကြတယ်အဲ့တော့ဒီဟာလေးတွေကိုတချို့ပြောချင်တယ်အခုဒီဘက်ကညာဘက်ကတော့ပိတ်ပစိုးလေးပေါ့เนาะဘာလို့ဆိုတော့အဲ့ဒီမှာ ပိတ်ပစိုးပေါ်မှာဘာအထင်တယ်လဲဆိုတော့เนาะစူးစူး ပေါက်လေးတွေပါတဲ့ဒဏ်ရာတော်မှရိုးရိုးမုတ်တွားစူးပေါက်လေးတွေနဲ့အဲ့ဒီလိုမျိုးအကွက်ထင်းတဲ့ဒဏ်ရာဒဏ်ချက်တွေကိုတွေ့ရတယ်။နောက်ပြီးတော့နန်တော်ကြားမှာလည်းပဲတွေးယူဆွန်းပြီးတော့မှ တွေးဆွန်းထားတဲ့เนาะအကွက်လေးပါတယ်။ယူအဲနောက်ပြီးတော့လက်လက်တော်မှာဒီလိုလက်ကိုဒီလိုဖုံးထားတဲ့အခါမှာဒီလက်မှာလက်ဒဏ်ရာချက်လေးရှိတယ်။အဲ့တော့လက်ရဲ့အကွက်ကလေးလည်းပေါ်တယ် ဲ့ဒါကြောင့်မို့အခုဒီအင်တာနက်မှာတွေ့ရတဲ့ချို့ဒီပုံလေးပေါ့ခရစ်တော်ရဲ့ပုံလေးကဒါเนาะဒီဒီလိုပုံအဲ image လေးကအဲ့ဒီပိတ်ပစိုးပုံမှာပေါ်တယ်လို့ပြောကြတယ်ပေါ့နော်ပိတ်ပစိုးပုံမှာအဲ့ဒီရုပ်ကလေးကပေါ်တယ်အဲ့တော့အခုကနီးပညာအရန်ကိုမြင်လာပြီဖြစ်တဲ့အတွက်ကြောင့် AI နီးပညာနဲ့ဒီရုပ်ကိုအတိအကျအနီးဆက်ဆုံးဖြစ်အောင်သူတို့ဖန်တီးတဲ့အခါကျတော့ AI နီးပညာနဲ့လုတ်လိုက်တဲ့အခါကျတော့ခုနကဒီဘက်ကပုံလေးပေါ့တကယ်ကိုအသက်ရှင်ထင်ရှားခဲ့တဲ့ရုပ်က ဒီလူရဲ့ယုတ်ကဒီပုံစံဖြစ်တယ်ဆိုပြီးသူတို့ပေါ်ကြတယ်ဆိုတော့အဲ့ခေတ်ခါတုန်းက Jewish လူတယောက်ရဲ့ပုံကဒီဒါ Nazareth Jewish ပေါ့နော် Nazarene လို့ခေါ်တာ Nazareth ဆိုတာကဟိုအရက်တေးစာမတောက်ဘူးเนาะဒါရှောင်ကျင်တဲ့ဒီ Nazareth လူတယောက်ရဲ့ပုံစံကအဲ့ဒီပုံစံဖြစ်တယ်ဆိုပြီးတော့သူတို့ပေါ်ကြတယ်ဆိုတော့ခုနက image เนาะဒီ negative တဲကနဲ့တိတ်တော့မကွာဘူးပေါ့နော်ဒါလေးကိုကျွန်တော်တို့ကဒါ ဟုတ်တယ်လို့ပြောတာမဟုတ်ပေမဲ့เนาะကျွန်တော်အားလုံးကဒါကိုစူးစမ်းပြီးတော့လေ့လာကြည့်တာဖြစ်တယ်။ဘာလို့ဆိုတော့ခရစ်တော်ရဲ့ခရစ်တော်ရဲ့ခန္ဓာကိုယုတ်ကလပ်ကိုပတ်ခဲ့တော့ဒီပိတ်ပစိုးလည်းဖြစ်နိုင်တယ်ဆိုပြီးတော့မှလူတွေအများယူဆကြတယ်ပေါ့နော်။ဒီပိတ်ပစိုးကဘလောက်ကြာပြီလဲသူရဲ့တက်တန်းကိုပြောတဲ့အခါကျတော့များတော့အားဖြင့်အရင်တော့သူတို့စမ်းတပ်မှုလောက်တယ်ပေါ့ပိတ်ပစိုးကိုယူပြီးတော့မှကာဗွန်ဒိတ်တင်းတွေလောက်တဲ့အခါမှာကျတော့သူတို့ဘာပြောလဲဆိုတော့ medieval age ပေါ့နော်1400ဝန်းကျင်လောက်တုန်းကလောက်ခဲ့တဲ့ပိတ်ပဆိုးဖြစ်တယ်လို့ချို့ကယူဆကြတယ်။ဒါပေမဲ့နောက်ပိုင်း theory ကပါလဲဆိုတော့ဒီပိတ်ပဆိုးကနော်ဒီပိတ်ပဆိုးကမီးလောင်တဲ့ဒဏ်ကိုနှစ်ခါခံရတယ်။ပထမတစ်ခေါက်ခံရတဲ့အခါကျတော့အဲ့ဒီဟောပေါ့ဖျားเจ้าမှာနေတဲ့တီလာရှင်ပေါ့နော်သူက ီပိတ်ပစိုးကမီးလောင်သွားတဲ့အတွက်ကြောင့်အစွန်းစလေးတွေမှာမီးလောင်တဲ့အကွက်တွေမှာကျတော့သူကတခြားပိတ်ပစိုးတွေနဲ့သူဆင်တူဖြစ်တဲ့ပိတ်ပစိုးနဲ့တွားပြီးတော့ဖာထေးထားတယ်။အဲ့တော့သူတို့ကာဗွန်ဒိတ်တင်းလုပ်တဲ့ခါကျတော့ခုနဖာထားတဲ့အဖာရာကိုယူပြီးတော့မှဒါမပြည့်စည်အောင်ဆိုပြီးတော့ဒိတ်တင်းလုပ်တဲ့အတွက်ကြောင့် Medieval Age 14 15 BC အဲဒီ AD လောက်မှာပေါ့ဒါဒီဒီဒိတ်ဒိတ်ကိုပေါ်တယ်ပေါ့။ဒါပေမဲ့တချို့သိပ္ပံပညာရှင်တွေပြောတာကကျတော့ဒီပိတ်ပစိုးကိုတကယ်တမ်း ဒိတ်တင်လို့တိတ်တာဟောပါသူတို့စမ်းတင်တာကနော်ဒီဖာထေးထားတဲ့နေရာမဟုတ်ပဲနဲ့တကယ်ကိုပင်ကို original ရှိတဲ့နော်ပိတ်ပိတ်ဆလေးကိုကျွန်တော်ကစမ်းတင်တယ်လို့ပြောတယ်။နောက်ပိုင်းသူတို့မစမ်းပြစ်ဘူး။ဘာလို့ဆိုတော့ဒီပင်ကိုပိတ်ပစိုးကိုစမ်းကြည့်မယ်ဆိုရင်တော့ဒါဟိုးဟောမှာပေါ်ပြတယ်ပေါ့နော်သူတို့ပြောတာဒီ AD AD 30ဝန်းကျင်လောက်မှာပေါ်ပြတယ် အဲ့တော့ဒီပိတ်ပစိုးကဘယ်ကရောက်လာလဲဆိုတဲ့မြေပုံလေးကိုတို့တို့ဖော်ပြထားတယ်ပေါ့ဒါကတော့ယေရုရှလင်ကနဲ့တူရကီကိုရောက်လာတယ်တူရကီဆိုတာကျွန်တော်တို့ကျမ်းစာထဲမှာအေရှာမိုင်းနာလို့ပြောတယ်နော်အေရှာမိုင်းနာဆိုတာဘာလဲဆိုတော့ဗျာဒိတ်ကျမ်းထဲမှာအတင်းတော်9ပါးရှိခဲ့တော့နေရာဖြစ်တယ်အခုတော့မွတ်စလင်အများစုနေထိုင်တော့နိုင်ငံဖြစ်သွားပြီဒါပေမဲ့ဗျာဒိတ်ကျမ်းထဲမှာအင်မတန်ထင်ရှားတော့အတင်းတော်9ပါးကဒီတာကီနိုင်ငံမှာရှိတယ်အဲ့တော့ဒီပိတ်ပစိုးကဘာလို့တာကီမှာရောက်လဲဆိုတာကနဦးအတင်းတော်တွေက ဒါမက်ဂါချာချ်တွေကတာကီမှာရှိတယ်။ဒါကြောင့်မို့ယေရုရှလင်ကနေပထမဆုံးအဲတွေ့ရှာတွေ့တယ်ပြီးတဲ့အခါတူရကီနိုင်ငံကိုရောက်သွားတယ်။တူရကီကနေဘယ်ကိုရောက်လဲဆိုတော့ France ကိုရောက်တယ်။ဘာလို့ဆိုတော့ပင်တစ်ကိုဘာလို့ရောက်လဲဆိုတော့1349မှာပင်တစ်ကိုဘာလို့ရောက်လဲဆိုတော့တဲ့။ဒီဘာရာယေးစပွဲခရုစိတ်ကိုအများဆုံးတွားတိုက်တဲ့เนาะစစ်တီတော်တွေကပင်တစ်နဲ့ဒါအာပင်တစ်နဲ့အီတလီကဖြစ်တယ်။ ဒါကြောင့်မို့ပင်တစ်ကနဲ့ the night templar တွေကအများစုထွက်လာတယ်။အဲ့တော့အဲ့ဒီကိုအရင်ရောက်တယ်။ရောက်ပြီးမှဘာဖြစ်လို့တူရင်မြို့ကိုရောက်လဲဆိုတော့အီတလီကိုပြန်ရောက်သွားတာ။ဘာလို့လဲဆိုတော့ပုပ်ယဟန်မင်းကြီးကဗာတီကန်မှာရှိတဲ့အတွက်ကြောင့်သူကဘာသာရေးမြို့တော်လိုဖြစ်လာတာ။ဒါကြောင့်မို့အဲ့ဒီကိုပြန်ပို့ရတဲ့သဘောရှိတယ်ပေါ့နော်။ဆိုတော့ဒါကိုသူတို့ evidence အနေနဲ့ပေါ်ပြတယ်အဲ့တော့တူရကီကိုပဲချိန်ရောက်လဲယေရုရှလင်မှာပဲချိန်ရောက်လဲဆိုတော့အထောက်ထားလေးတွေတော့သူတို့ဒိတ်အတိအကျတော့မသိဘူး ဘာဖြစ်လို့ခရစ်တော်ကိုပတ်ရခဲ့တဲ့ပိတ်ပစိုးဆိုအဲလဲဆိုတာကိုတက်တည်နေတဲ့သူတို့ဘာဖော်ပြလဲဆိုတာတစ်ခုရှိတယ်။နံပါတ်၁တစ်ခုကဒီပိတ်ဆာလေးပေါ်မှာသူတို့ကတော့တကယ်ကိုတော့အသေးစိတ်အမှုမြူစိတ်တွေ့နိုင်တဲ့မိုက်ခရိုမိုက်ခရိုစကုပ်တွေနဲ့ကြည့်တဲ့အခါကျတော့သူ့မှာကပေါ်လန်နေရှိတယ်။ကျွန်တော်တို့အခုဝတ်ထားတဲ့အင်ဂျီတွေဆိုရင်ဘယ်နေရာမှာဝတ်ခဲ့လဲဆိုတဲ့ဒီ Texas မှာဆိုရင်တော့ Texas ကတစ်ပင်နေပေါ်လန်တွေကဒီမှာကတ်နေတယ်။ဘလောက်ပဲရှော့ရှော့အထဲမှာတော့ရှိနေပါ ဒီမှာရှိတဲ့เนาะတစ်ပင်မျိုးနွယ်တွေရဲ့ပိုလံပေါ့သူရဲ့ဝတ်မုံလေးတွေကဒီအင်ဂျီပေါ်မှာကတ်နေတယ်။အဲ့တော့ခုနကပိတ်ပစိုးသေးမှာသူတို့ကအသေးစိတ်ကိုလေ့လာပြီးတော့เนาะကတ်နေတဲ့ပိုလံတွေပေါ့เนาะဒီဝတ်မုံ ပွားလေးတွေကိုသူတို့စစ်ဆေးကြည့်တဲ့အခါမှာကျတော့58ပိုလံเนาะဒီဝတ်မုံလေး58မျိုးရှိတယ်တဲ့။အဲ့ဒီထဲမှာမှပါလဲဆိုတော့45မျိုးကဂါလိလဲနေရာမှာရှိတဲ့ တစ်ပင်မျိုးနယ်တွေရဲ့ဝတ်မုံဖြစ်တယ်။ဒါကတက်တည်တက်အထောက်ထားတစ်ခုပေါ့နော်။တကယ်လို့ဒီပိတ်ပစိုးက medieval age မှာပင်တစ်မှာအစပြုတယ်ဆိုရင်တော့ပင်တစ်အဲ့ဒီနေရာမှာရှိတဲ့ဝတ်မုံဝတ်အာနော်ဒီအဲလေးတွေကအဲ့ဒီပိတ်ပစိုးပေါ်မှာတက်တည်နေတဲ့ရှိနေမှာဖြစ်တယ်။အခုကပါလေပိုလန်58ခုထဲကနဲ့55ခုကဂါလိလဲနာတဝိုက်မှာရှိတဲ့တစ်ပင်မျိုးနယ်တွေဖြစ်နေတယ်။နော်။နောက်ပြီးတော့6မျိုးကကြတော့နော် ဘယ်ကနဲ့လဲဆိုတော့ Middle East Middle East တော့ရှေ့လေဘိုင်းမှာရှိတဲ့ပို့လေမျိုးစားတွေဖြစ်တယ်။သုံးခုပဲတူရကီနိုင်ငံကဖြစ်တယ်တဲ့။အဲ့တော့ပထမဆုံးဒီအဝတ်အဝတ်စားတစ်ခုကိုကျွန်တော်ဒါရက်ကန်နဲ့အဲ့ခက်ကဒါဆက်ယုံမရှိတဲ့အတွက်ရက်ကန်နဲ့ရက်ရတော့ရက်ကန်နဲ့ရက်တဲ့အချိန်မှာအများဆုံးပို့လန်နော်ဒီဝတ်မုံလေးကဘယ်မှာဘယ်နေရာမှာဝတ်မုံအများဆုံးရှိလဲဆိုတော့ဒါတက်တယ်ပဲအဲ့ဒီကနေဖြည်းဖြည်းချင်းယော့လာတာအကြောင်းရင်းကဒီနေရာကအစပြုတ်ပြီးတော့မှ ခီးသွားပြီးတော့เนาะတည်ယူလာတဲ့အတွက်ကြောင့်တခြားနေရာတွေကဝုံမုံကဗာလဲအဲ့မှာကတ်တာနေသွားမယ်ဒါပေမဲ့အစရက်ကန်းစင်မှာရက်တဲ့เนาะနေရာကတော့ဝုံမုံအများဆုံးအဲ့ထဲကိုစိတ်ဝင်သွားမယ်ဆိုတာလားသူတို့ရဲ့တိတ်ပန်နေကြပေါ့เนาะလေးလာတွေးရှိချက်ပေါ့လို့တွေးရအဲ့တော့တူရကီနိုင်ငံကခုနမြေပုံထဲမှာဗာလဲယေရုရှလင်မှာအစပြုတ်ပြီးတော့ကြိတ်တူရကီကိုသွားတာဟုတ်လားဒါကြောင့်ဝုံမုံဝုတ်ပွားအဲ့ဒီ အဲဒီဒီဒီပိတ်ပစိုးထဲမှာက၃မျိုးလောက်ပဲတွေ့ရတာတူရကီနိုင်ငံကတစ်အတစ်ပင်မျိုးစေ့တွေပေါ့နော်ဒုတိယတက်တွေကဘာလဲဆိုတော့ဒီပိတ်ပစိုးကိုအထဲမှာပေါ်တဲ့เนาะတွေးစွန်းတွေးစားနဲ့ရုပ်ဒီရုပ်ပုံလေးပေါ့အဲ့ဒီရုပ်ပုံလေးကအဲ့ဒီ14 15ရာစုမှာပကြီးစရာတွေအများကြီးပေါ်ခဲ့တယ်ဒါပေမဲ့ထူးခြားတာကဒီမှာပေါ်နေတဲ့ရုပ်ပုံလေးကိုသူတို့အသေးစိတ်စမ်းကြည့်တဲ့အခါမှာကျတော့ ဘာဆေးဘာမနော်ဒီမလဲဆေးရည်အဲဒီဘောပေါ့ပိန်းတင်းတစ်ခုမှမတုံထားအောင်ကီမီကယ်ပါတဲ့ပိန်းတစ်ခုမှမပါနောက်ပြီးတော့အပြင်ကနေ agent တခုခုပေါ့ပြောမယ်ဆိုရင်ဒီ CCL ပေါ့စုတ်တန်နေပေါ့အဲ့လိုတုံးပြီးတော့မှဆွဲခဲ့တာမဟုတ်ပြီးရင်အဲ့ဒီ K3 ကဒီ negative ပေါ့ဒီဘာလို့ပြောမလဲဆိုတော့ဓာတ်ပုံနည်းပညာအဲ့တော့မပေါ်သေးဘူးမပေါ်သေးတဲ့အတွက် negative ကိုဘယ်သူမှ မဆွဲနိုင်လေဘူးအဲ့ဒီခက်ခါတော့အဲ့တော့သိပ္ပံပညာရှင်တွေပြန်လေ့လာကြည့်တဲ့အခါကျတော့အမတန်ထူးခြားတာတခုရှိတယ်။ကျန်းစာကိုတက်တည်ပြုတဲ့အနေနဲ့ဘာလို့လဲဆိုတော့ခရစ်တော်ရှင်ပြန်တဲ့အခါမှာပိတ်ပစိုးကသူ့ကိုပတ်ရထားတယ်နော်။သူပြန်ပြီးတော့ရှင်ပြန်သွားတဲ့အခါမှာကျတော့သူကဘာလို့လဲဆိုတော့ပိတ်ပစိုးထားရခဲ့တယ်။ပြီးရင်ဂူတင်းချိုင်းကနော်ဒါမာရီနဲ့မကန္တလာမာရီတွေရောက်လာပြီးတော့ဂူတင်းချိုင်းကိုရောက်လာတဲ့အခါကျတော့ဂူတင်းချိုင်းဝကို ကောင်းကင်တမန်တွေကလိမ့်ပေးတယ်လို့ပြောတာ။အဲ့ဒီလိမ့်ပေးတာကခရစ်တော်ထွက်လာဖို့အတွက်လိမ့်ပေးတာမဟုတ်ဘူး။ခရစ်တော်ကအထဲမှာရှင်ပြန်ပြီးတော့မှဒီကြောက်ကူမှာပိတ်ထားတဲ့ကြောက်တွင်းဝါကိုသူကဖြတ်ပြီးတော့မှကြော်သွားတာ။ဘာဖြစ်လဲဆိုတော့ photosynthetic လို့ခေါ်တယ်။အလင်းအပြင်ဖြတ်သွားတာသူက။ကြောက်သားကြီးကိုသူကအလင်းနဲ့ဖြတ်သွားတာ။ဆိုတော့ဒီပိတ်ပစိုးမှာလည်းအင်မတန်ထင်ရှားတဲ့ခရစ်တော်ရဲ့ဘုံတကူအလင်းနဲ့ဖြတ်ပြီးတော့မှထွက်သွားတဲ့အတွက်ကြောင့် ပိတ်ပဆိုးမှာကပါလဲဆိုတော့ negative ကျန်နေခဲ့တာဖြစ်တယ်။ဓာတ်ပုံရိုက်တဲ့အခါမှာ flash threat တယ်လीเนาะ။ဓာတ်ပုံကိုရိုက်လိုက်တဲ့အခါမှာကျွန်တော်လူတယောက်မှာ flash threat တော့အရင်ခက်ကဆိုရင် flinch နေတုံးတာ哦။ဘာလို့ flash threat လဲဆိုတော့အလင်းအားဖြင့်လင်းသွားတဲ့အခါကျတော့ negative ကကျန်ခဲ့တာသူက။ဒါကြောင့်မို့အခုဒီရဲ့ theory မှာလည်းပဲဒီပိတ်ပဆိုးအဖြူပေါ်မှာဘာဖြစ်လို့ဒီပုံကြီးအကျန်နေတာလဲလို့သူတို့စဉ်းစားကြည့်တဲ့အခါကျတော့ခရစ်တော်ကเนาะ အလင်းအဖျင်းဘုံပွင့်ပြီးတော့မှဖြတ်ကနဲ့ထွက်သွားတဲ့အတွက်ကြောင့်ဒီပိတ်ပစိုးကသူ့ကိုတယောက်ယောက်ကဖြီးပေးစရာမလိုဘူးသူကသူဟာသူဖြတ်ထွက်သွားတာဘာလို့သူရဲ့ရုပ်ကလကြီးကတော့ဒါပိတ်ပစိုးအဖျင်းပတ်ထားပြီအပြင်ကလူတယောက်ဖြီးပေးမှပဲသူထလာလို့ရထွက်လာလို့ရဒါလာဇရုရဲ့ကိစ္စမှာကျွန်တော်အားလုံးသိတာပဲလာဇရုကိုရှင်ပြန်ခိုင်းတဲ့အခါမှာကျတော့လာဇရုထလာတဲ့အခါကျတော့သူကပိတ်ပစိုးကြီးနဲ့ထလာတာအဲ့မှာသူ့ကိုဖြီးပေးတဲ့လူမရှိရင်တော့သူထွက်လာလို့မရဘူး ဘာလို့အပြင်မှာခြိထားတာ ው သူလက်တီအားလုံးတုံအောင်ထားတာခြိနောင်ထားတာအခုခရစ်တော်ရဲ့ case မှာကျတော့လာဇရုလိုမဟုတ်တော့ဘူးအပြင်ကလူလာဖြီးပေးစရာမလိုသူ့ရဲ့ဘုံပွင့်တဲ့ခန္ဓာကဖြတ်ထွက်သွားတဲ့အတွက်ကြောင့်ဒီပိတ်ပဆိုးကဘာလဲဆိုတာစမ်းစာမှာအစောနာကကျွန်တော်ဖတ်ထားတဲ့ကျမ်းပိုက်လေးထဲမှာပေါ့ဒါကကျွန်တော်ဒါအရန်ထူးဆန်းတဲ့ဖြစ်ပျက်လေးပေါ့နော်ဒီမှာပြောတာကဘာလဲဆိုတော့ ကောင်းတော်၌ပိုင်ငယ်ခွန်နဲ့မှာရှိတော်ပဝါဒီပိတ်ပစိုးနဲ့အတူမရှိပဲတခြားစီလိတ်လျက်ရှိတယ်ကြည်ရခွတ်တော်ကထွက်သွားပြီးတဲ့နောက်အဲ့ဒီပိတ်ပစိုးပြန်ကင်ပြီးတော့မှသူကလိတ်ပြီးတော့မှတီးတန့်လေးထားခဲ့တာဖြစ်တယ်နော်အဲ့တော့အလောင်းတော်ကတော့မရှိတော့ဘူးဘာကြံလဲပိတ်ပစိုးကြံတာဖြစ်တယ်အဲ့ဒီပိတ်ပစိုးပေါ်မှာရှိတဲ့ image က negative image အဲ့တော့ သူ့ရဲ့အလျားအရှည်နံအာဒီဟွာပေါ့သူ့ရဲ့ပေချိုးကိုတက်ဟွာတိုင်းလိုက်တဲ့အခါ14ပေနဲ့3လက်မရှည်တယ်လို့ပြောတယ်နော်လူတယောက်ကိုပတ်ရတဲ့အခါမှာကြာတော့အဲ့တော့ခရစ်တော်ရဲ့အရက်မောင်းကသူတို့ခံမှန်းကြည့်တာပေါ့နော်အ ਨੇ ဆုံးတော့နော်ဒီ9ပေ8နောက်မှ6ပေအဲ့ဒီဝန်းကျင်လောက်ရှိမယ်လို့ခံမှန်းကြာဒါကတော့ဒီရဲ့ပိတ်ပစိုးပေါ်မှာအနေသားပေါ်မှာပတ်ရတဲ့ပေါ်မှာသူတို့ကခံမှန်းပြီးတော့ပြောကြတာပေါ့နော်ဒီပိတ်ပစိုးပေါ်မှာကြံရစ်ခဲ့တဲ့ ်เนาะတွေးစွန်းတွေးစလေးကိုတို့လေ့လာကြည့်တဲ့အခါလူတယောက်ရဲ့တွေးဖြစ်တယ်တွေးအစ်စ်အပဲလားဟို fake မဟုတ်အဲ့တော့အဲ့ဒီ blood ကိုတို့ယူပြီးတော့မှစမ်းကြည့်တဲ့အခါမှာကျတော့ဘာလဲဆိုတော့ AB blood type ဖြစ်တယ်ဒါတကယ်ကျွန်တော်ဒါလေ့လဲလေ့လာတင်တယ်ပေါ့နော်ဒါကျွန်တော်မိမောင်းထုတ်ပြတာပါကျွန်တော်လည်းဒီမှာတော်တော်လေးလေ့လာကြည့်တယ်ပြီးရင် documentary တွေရှိတယ် YouTube ထဲမှာလည်းရှိတယ်ပေါ့ဒီ documentary လောက်ထားတဲ့ဟာတွေကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုလည်းဒါအများကြီးဒါပြန်ပြီးတော့ examine လုပ်ခိုင်းတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ခရစ်တော်ရဲ့ခန္ဓာကတော့မရှိတော့ဘူး။ဒါပေမဲ့သူ့ကိုပတ်ရက်ခဲ့တဲ့ဒီပိတ်ပစိုးလေးကကျန်နေတယ်ဆိုတဲ့အထောက်ထားလေးကတော့တကယ်လည်းဒါအများကြီးသက်တည်နေတဲ့ရှိနေတယ်ပေါ့နော်။ AB type ဖြစ်တယ်။ပြီးတဲ့အခါမှာ DNA ကအမျိုးအစားကျတော့ male DNA တဲ့။နော်။ဒါကယောက်ျားနော်တယောက်ရဲ့ DNA ဖြစ်တယ်လို့ပြောကြတယ်။ ဒါကကျွန်တော်တို့တခုခုတော့စဉ်းစားစရာလေးပေးလာလိမ့်မယ်ပေါ့။ဘာလို့လဲဆိုတော့တမချမ်းစာနဲ့စိစက်မှုလည်းရှိနေတဲ့ဖြစ်တဲ့အတွက်ကြောင့်ဒါကကျွန်တော်ကဒီတိုင်းအာပိတ်ပစိုးချန်နေတဲ့ဒီတိုင်းယုံယုံနေမယုံဘူးဆိုတာဒီတိုင်းပြီးသွားတာမဟုတ်ပဲね detail ပေါ့နော်ဒါတိတ်ပန်နေကြဒါတမိုင်းနဲ့ research လုပ်ပြီးတော့မှဒါ crypto တကယ်အသက်ရှင်ခဲ့ကြောင်းကိုနော်အသေးခံပြီးတော့ရှင်ပြန်ထားမြောက်ခဲ့ကြောင်းကိုဒါတက်တည်သူတဲ့အနေထားလေးတစ်ခုကျွန်တော်တွေ့ရမှာဖြစ်တယ် အဲ့တော့ဒီပိတ်ပစိုးဆိုလို့ပိတ်ပစိုးကြီးကိုကျွန်တော်တို့ကနော်အာကိုးကွယ်ယုံကြည်ဖို့အတွက်ပြောနေတာတော့မဟုတ်ဒါပေမဲ့သက်တည်လေးတခုတော့ရှိတယ်ပေါ့နော်ဒါ historical fact ပေါ့နော်ဘာလို့လဲချိုးကပြောတယ်လေခရစ်တော်ကတကယ်မရှိခဲ့ပါဘူးဒါတွေကဟိုဒါနာရီပုံမင်လိုမျိုးပေါ့နော်ဒါသမိုင်းကြောင်းလိုတခုရေးခဲ့တာလို့ချိုးပြောကြတော့အဲ့တော့သူ့ရဲ့ historical fact လဲလို့တကယ် historical jesus နော် you ဂျူးလူမျိုးတယောက် ်တော့ဂါလိလဲတဝိုက်မှာတာဒနာပြုပြီးတော့မှသေတော်သူကိုရှင်ပြစေတယ်မျက်မျက်စိမမြင်တော့သူကိုမြင်တွေ့စေပြီးတော့မှဒီအေဝံဂေလိတရားကိုဟောပြောပြီးတော့ဒီနေ့ကဘာနော်ကဘာကြီးတစ်ခုလုံးကဒီအေဝံဂေလိတာဒနာအားဖြင့်နော်ဒါဓမ္မတိချမ်းမှာရေးတဲ့ဒါပေါ်လူရေးတဲ့တသက်ပေါ့နော်ဒီ73ဆောင် ပြီးရင်ဗာလဲဂျန်တဲ့ဂျန်စာအားလုံး28ဆောင်ပေါ့ဒါကခရစ်တော်ရဲ့တာဒနာအကြောင်းကိုအဓိကရေးထားတာ ဒါကြောင့်မို့ဒါက historical fact ဖြစ်တယ်ဆိုတာကိုကျွန်တော်ဒါတက်တည်နေနဲ့ပေါ်ပြခြင်းဖြစ်တယ်ပါ။